ပေးစီများတော့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဘင်းလက္ခဏာဟောတဲ့ဥကျော်ဆိုလိမ့်မယ်ဖြစ်ပါတယ်ကျွန်တော်ယခုပေါ်ပြမယ့်အကြောင်းအရာကမိတ်ဆွေတို့ရဲ့လက်ဖွာပြင်ကိုကြည်ပါမိတ်ဆွေတို့ရဲ့လက်ဖွာပြင်လက်တန်းအောက်ခြေဘရုဥကျုံကနေပြီးတော့เนาะအတက်လန်းချောင်းစီဆိုဆွဆွလေးဆင်းလာတဲ့เนาะလမ်းချောင်းကိုကျမ်းမာရေးလမ်းချောင်းလို့ခေါ်ပါတယ်ခင်ဗျအဲ့ဒီကျမ်းမာရေးလမ်းချောင်းနဲ့ကဲ့ရဲ့เนาะအင်္ဂါလွင်ပြင်မှာအတွင်းမှာเนาะကျဲကျဲတဲ့ပွင့်ရှိပါကเนาะဒါကမျက်စိနဲ့ပတ်သက်တဲ့ဝေနာသို့မဟုတ် မျက်စိခွေတက်ပါတယ်ခင်ဗျာအဲ့တော့ဒီလက္ခဏာဒီအမှတ်သားလမ်းကြောင်းဒီလက္ခဏာအမှတ်သားလေးပါလို့ရှိရင်ဒါမေဂျူရီရဲ့ကျမ်းမာရေးအတွက်အထူးသတိပြုရမယ်အမှတ်သားတစ်ခုနော်အထူးကြိုးစားရမယ်တင်ကြတာတစ်ခုမေဂျူရီရဲ့လက်မှာပါရှိနေပြီဖြစ်တဲ့အကြောင်းကိုကျွန်တော်ကအတိပေးလို့ရင်းပဲဖြစ်ပါရဲ့ဗျာနော် အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာပဲဒီကုန်းချို့ပါတယ်ခွန်နေသားသမီးကျွန်တော်ရဲ့မိတ်ဆွေများလည်းကိုစိတ်နေမြတ်ကျမ်းမာချမ်းသာရှိကြပါစေ။ကောင်းကျိုးလူရဆန္ဒတလုံးတော်ကပြည့်စုံကြပါစေခင်ဗျာ။ကြည့်ရှုပြီးတဲ့သူတယောက်ချင်းစီတိုင်းကိုလည်းအလေးနဲ့ကျေးဇူးတင်ရှိရပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာပဲဒီကုန်းချို့ပါတယ်ခင်ဗျာ။ကျွန်တော်ဒီဗီဒီယိုလက္ခဏာမင်းများဆက်သွယ်လို့ပါဖုန်းနံပါတ်09963630ဆက်သွယ်ရတော့လည်းကောကျွန်တော်ရဲ့ TikTok account Messenger မှာဆက်ဖြစ်စေသို့မဟုတ်ကျွန်တော်ရဲ့ Facebook account Messenger မှာဆက်ဖြစ်စေ ဆက်သွယ်ရေးတော့လောဘေးလက္ခဏာမင်းမြန်ဆက်သွယ်စုံစမ်းလို့ရပါတယ်ခင်ဗျ